မင်္ဂလာပါမြမ Top Entertainment မှာကြိုဆိုပါရစေကျွန်တော်လူပြိုကြီးပါအခုတစ်ခေါက်မှာတော့စိုင်းဆရာခတ်စောရဲ့အမောင်တဲမှာမင်းသားများ1990အခန်း14ကို ပြောပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မစ္စတာလူကရွှေတောင်ကြားခြံကိုလာခဲ့ဖို့ခေါ်ခိုင်းလိုက်ပါတယ်ကိုပြတာဟိုဘယ်တော့မှပြန်ရောက်တာလဲခြံလူနဘေးသားတွေမစ္စတာလူရှိနေတာကြောင့်ဖုန်းချလိုက်ခြင်းလားဒါမှမဟုတ်ဂျာနူးနေဖြစ် သူ့ဘောစိမ့်ကားနေခဲ့ပြီလားဟာဘေရာကတပြင်းချရင် ကားထိုင်ကုန်ကိုမိလိုက်ပါတယ်မင်းယူငါရေးကြီးကိစ္စပေါ်လာလို့သွားတော့မယ်မင်းကိုဟိုတယ်ပြန်ဖို့ပေးမယ်နော်မင်းယူကြည့်မုံကဘာမှ ပြန်မပြောပါဘေရာကကားကိုမောင်းထွက်လာခဲ့လိုက်ပါတယ်မင်းယူမြို့ထဲမှာပဲဆင်းမယ်ဟိုတယ်တိလိုက်မပို့ပါနဲ့ရတယ် ဂီတာရောင်းတဲ့ဆိုင် ကောင်းကောင်းတွေပါတွေမြို့ထဲမှာရှိတယ်မဟုတ်လားဂီတာဆိုင်ဘာလို့ဖို့လဲဩဂီတာဝင်မလို့ပေါ့ဒီမှာဘလောက်တောင်ကြာမယ်မသိသေးဘူးလေဟိုတယ်မှာတယောက်တည်းပြင်းတဲ့အခါဂီတာလေးပါလေးတီးရတာပေါ့မင်းမတငယ်ချင်းလေးပါလေးရန်ကုန်မှာမရှိဘူးလားဘန်ကောက်မှာကြောင်းတက်ခဲ့တော့တော့ရင်းနှီးခဲ့တဲ့စီနီယာမတယောက်ရှိပါတယ်အေးဒီမှာတော်တော်လာလာလောက်ချင်း သူနဲ့ဆက်တွေ့ကြည့်ပေါ့ငါမင်းကိုအေးရကိစ္စပဲကူညီပေးနိုင်ပါနောက်ပိုင်းလဲတိတ်အားတော့မှာမဟုတ်ဘူးကွာอืมသိပါတယ်ဘေးဆိုပြောင်းရောက်နေပြီမဟုတ်လားဘာဘေးရဆက်ကနေဖြစ်သွားပါတယ်မင်းဦးကျင်းမုံကိုကြည့်တဲ့အကြည့်တော့ကတန်တရားအပြည့်ပါမင်းမသူလဲဘာကိစ္စငါအကြောင်းမင်းသိနေရတာလဲမင်းဦးကျင်းမုံကဘာမှပြတ်မပြေပဲရှိနေပါတယ် ဘေရာမစိတ်များရှုပ်ထွေးသွားတာကြောင့်တောက်တစ်ချက်ခောက်လိုက်ပါတယ်။ Sorry ပါဘေးကြီး။ခုနကဖုန်းဝင်လာတော့ဘေးကြီးဖြစ်သွားတဲ့ပုံကိုဘေးကနေကြည်လာနေတယ်။မင်းကခံမန်းလို့ရပါတယ်။ဂျာဆိုင်ဆိုလား၊ဂျာနူးဆိုလား။အဲ့ကောင်မလေးနာမည်ခေါ်ပြီးရှင်ဝမ်းတာအာရဖြစ်သွားတယ်လေ။ပြန်လာပြီလားမေးတာတော့။ဟိုကဖုန်းချသွားတယ်မဟုတ်လား။ဒါနဲ့ပဲမင်းကစုံတော့ညာနဲ့ပြောလိုက်တာ။ စိတ်ဆိုးမနေပါနဲ့ဟာပေရာကတက်ပြင်းချလိုက်ပါတယ်မင်းစုံတော့လှုပ်စားရင်အလုတ်ပြုတ်မှအသေးကြပဲဘာဖြစ်လို့လဲအေးဂျာနူးဆိုတာငါလှုပ်ရှင်ရဲ့အတွင်းရင်းမှုအမျိုးသမီးပါငါဆော်လည်းမဟုတ်ပါဘူးအေးငါနဲ့ငါနဲ့ဘာမှမဆိုင်ပါဘူးလေဘေးဘက်ကတော့ဆိုင်ကျင်နေတာမဟုတ်လားမေးကြည့်မော ငါအလုပ်တွေရှုပ်နေရတဲ့အထက်မှာမင်းကိုလိုက်ကူညီပေးနေတာ။အေးငါကိုရေးကိုတာကိစ္စတွေမင်းနဲ့ဘာမှမဆိုင်ဘူး။မင်းကိစ္စပဲမင်းစိတ်ဝင်စားစမ်းပါ။ဗေဒိုင်းအတန်ကအတော်လေးပင်ကျဲသွားတာကြောင့်မင်းဦးကျေးမုံကြီးခန္ဓာကိုယ်လေးပင်တုန်တက်သွားပါတော့တယ်။မင်းဦးကျေးမုံကိုမြို့ထဲတွင်ထားခဲ့ပြီးနောက်ဗေဒါကရွှေတောင်ကြားသို့ထွက်လာခဲ့လိုက်ပါတယ်။အိမ်ထဲဝင်လိုက်တာနဲ့ဧကန်းမှာဂျာနူးကိုတွေ့လိုက်ရပါတယ်။ ဂျာနိုနဲ့အတူစင်ကာပူတွင်ကြောင်းတက်နေတယ်ဆိုတော့မစ္စတာလူ ਈ တူမှလည်းထိုင်နေပါတယ်။သူတို့ရှေ့တွင်လည်းဖိုင်နွဲများစင်းစရာများဖြစ်ပါ။ခန်းထဲဝင်သွားဆိုတဲ့သဘောဖြင့်ဂျာနိုကဘေးရကိုမျက်ရိပ်ပြလိုက်ပါတယ်။မစ္စတာလူ ਈ ခန်းထဲသို့ဘေးရဝင်သွားလိုက်ပါတယ်။စိုးမျက်နှာရင်းဒေါက်တာမစီကားရလာဘေးရမစ္စတာလူကအမွေးတိုင်များကိုမိကြည့်ဖြစ်မိညင်နေမှမေးလိုက်ခြင်းဖြစ်ပါတယ်။ မေကွန်းကဘာလို့ရှိရမှန်းသိပေမဲ့ဘေရာလည်းပြန်မဖြေဖြစ်ပါမစ္စတာလူကအမွေးတိုင်းပြီးပူဇော်ပြတာနဲ့ဘေရာဘတ်သူလှည့်လာခဲ့ပါတယ်ကိုလုံးတဲ့အလို့အပေါ်တစ္ဆာမရှိတဲ့လူတယောက်အတွက်ဒီလိုစသိမ်းမျိုးကြုံရတာကအဆန်းတော့မဟုတ်ပါဘူးကဲဒါကအရေးမကြီးတဲ့ကိစ္စပါ အခုမင်းကအရေးကြီးတဲ့ကိစ္စတခုငါပြောမလို့ထားတို့ထိုင်ကုန်တွင်ဝင်ထိုင်လိုက်ကြပါတယ်မစ္စတာလူကဖိုင်တွေတွေကို ဘေရာရှိသူထိုးပေးလိုက်ပါတယ်။ဘေရာကဖိုင်တွဲကိုလှန်လိုက်ပါတယ်။သူတို့အဖြူလက်ကားဖြန့်စင်ကယူထားတဲ့သူများ၏အမည်နဲ့ယူထားတဲ့ပမာဏငွေကြေးခြေပေးမှုစင်းစရာများဒီနှကောင်ကဘာသဘောလဲငါတို့ကို ပေးစရာရှိတာတွေကိုဘာလို့မပေးကြတာလဲမစ္စတာလူထောက်ပြတဲ့နှစ်ယောက်အားဘေရာတည်ပါတယ်။တားငယ်နဲ့ရာရှင် ဘင်္ဂကဆောက်လုပ်ရေးဝင်ကြီးတမတ်ဖြစ်ပြီးရုရှင်ကနာမည်ကြီးတာယာဆိုင်တစ်ခု၏တာပါ။နှစ်ယောက်လုံးကအဖြူသုံးသူလို့ပြန်လဲပြန်ချသူများပါ။အဖြူလက်ကားကိစ္စကိုဗေဒကင်စင်ကရေကျော်မအမျိုးသမီးတူချိတ်ဆက်ပေးမှုဖြင့်သူတို့နှစ်ဦးကဗေဒစီကအဖြူကို လက်ကားယူခဲ့ကြတာပါ။သူတို့ကနောက်ထပ်လူမွေးပြီးအဖြူကို အမျက်တင်ကဖြန့်ပြူးကြပါတယ်။ရုရှင်ခိုင်းထားတဲ့လူငယ်တအုံးမှတစ်ဆင့်ကွင်းဆက်မိပြီးရုရှင်ကိုမွေးရဲ့အထူးအဖွဲ့က ဖမ်းဆီးလိုက်ပေမဲ့အဲတန်းငယ်ကိုတော့ရောက်ခမအချိန်ဝါနဲ့မဖမ်းခဲ့ကြပါဘူး။ဗေရာတို့ထံပေးရန်ရှိတဲ့အကျွေးသိမ်းနေရာကိုလည်းတန်းငယ်ကမတိချင်အောင်စောင့်နေပါတယ်။ငွေရအထူးဖွဲ့ရောထောက်လိုင်းရင်းများပါမတူရဲမတိရဲတဲ့ဖြစ်ဗေရာလည်းထိုကိစ္စကိုအသာစောင့်ကြည့်နေခဲ့ပါတယ်။အဲဒါပေမဲ့မစ္စတာလူကဗေရာနဲ့လောရှီတို့ကိုဂျာနုအလုံများခွဲလောက်ခိုင်းပြီးအဖြူလက်ကားကိစ္စများ၌ဗေရာနေရာတွင်ကြားရွှင်အားထားလိုက်တာကြောင့်ထိုကိစ္စကိုဗေရာမင်းမရရောပါ ယခုတော့မစ္စတာလူကခေါ်ပြောပါပြီမင်းတိုင်တွယ်ကတုန်းကဂျန်ငဲတဲ့ငွေဆိုတော့အဲ့ဒီကိစ္စမင်းပဲတာဝန်ယူလိုက်ပေးတာဗေရာကသူ့တာဝန်ယူပေးရမည်ဟုကတိပေးပြီးနောက်မစ္စတာလူအခန်းထဲမှထွက်လာခဲ့ပါတယ်အဲကမ်းမှာတော့မစ္စတာလူတူမအားစီးရင်အင်းများရှင်းပြနေတဲ့ဂျာနူးကိုတစ်ချက်လှမ်းကြည့်လိုက်ပါတယ်ဂျာနူးနဲ့ဗေရာအကြည့်ချင်းစုံသွားပါတယ်ဂျာနူးကဖုန်းဆက်လိုက်မယ်ဆိုတဲ့သဘောဖြင့်အချက်ပြပါတယ် သေးတာစိတ်ထဲကျဉ်းနှက်သွားပါတယ်။အဲဒါပေမဲ့တိတ်ကျဉ်းနှူးနေရလဲမဖြစ်သေးပါဘူး။ဝင်းကြီးတမတ်သားငယ်ဤပြဿနာကရှင်းရပါဦးမယ်။အဲဒါတွေမကမင်းယူကျင်းမုန်နဲ့အရာကြီးတို့မောင်နှမပြန်ဆုံ တွေ့ရေးကိစ္စကိုလည်းသူရှင်းရပါဦးမယ်။ဟာပြဿနာတွေကအများသားပါလား။မိသားကကောင်းမောင်းနေမှဖုန်းနံပါတ်တစ်ခုကိုနှိပ်လိုက်ပါတယ်။ဟယ်လို။အေးတန်းငယ်ငါပေးတာ။မင်းဖုန်းမချလိုက်နဲ့နော်ဟဲ့။ ြောကိုပေးတာဟိုပတ်စံတွေငါဘောစီကပြန်တောင်းခိုက်နေပြီကွအမင်းဘလို့လုတ်ပေးမှာလဲကျုပ်ကဘာလုတ်ပေးရမှာလဲကျုပ်တငယ်ချင်းတယောက်လုံးအဖမ်းခံလိုက်ရပြီလေဘယ်တတ်နိုင်ပါလဲဟေ့အောင်အဲ့ဒါမင်းတို့ကိစ္စလေအကျွေးဆိုတာယူပြီးပြန်ပေးရတယ်ကွရုရှင်ပြန်လွတ်လာအောင်လုတ်ပေးရင်ခမရတို့စီကယူထားတာတွေအကုန်လုံးသူနဲ့ညီပြီးကျွန်တော်ပြန်ပေးလို့ရတယ်အဲ့ဒီကောင်လုတ်အောင်ခမရလုတ်ပေးလေအဲ့ဒါငါကိစ္စမဟုတ်ဘူးလေမင်းကျွေးဆက်မလားမဆောက်လားမင်းအဲ့ဒါသာပြော အမလေးခမရချင်းချောက်နေလားကိုပေးတာဒီမဲ့ဒီပစ္စည်းတွေကကျုပ်နဲ့ရာရှင်နှစ်ယောက်ပေါင်းယူထားတာဒီတော့ကျုပ်ကတော့ပဲပေးနိုင်မယ်ဗျာအယူတော့ကတော့မင်းတောင်းဝင်ခံရတာလေငါပြေပဲလိုချင်တယ်အေးမဟုတ်ရင်တော့မင်းငါအဆိုးမဆိုးနဲ့ခမရကျုပ်ကိုချင်းချောက်နေရလားဟဲ့လူကျုပ်ဘာကောင်လဲခမရမသိတာလားဟမ်မသိချင်အောင်စောင့်နေတာလားအေးပြီးတာပဲဘေးကဖုန်းကိုချပြစ်လိုက်ပါတယ်ဒေါသစိတ်ကြောင့်လက်တို့ကတဆက်ဆက်တုံနေပါတယ် ဗေရာကထိုကိစ္စကိုချက်ချင်းပဲမစ္စတာလူထံဖုန်းဆက်ပြောလိုက်ပါတယ်။မစ္စတာလူလည်းဒေါသပောက်ကွဲပါတယ်။ထိုကိစ္စအတွက်တားငယ်ဤအနေထားသွာလာလှုပ်ရှားမှုများကိုလော့ရှီကိုစုံစမ်းခိုင်းမိဖြစ်ကြောင်းနဲ့တစ်ဖက်က ဝင်ကြီးသမတ်ဖြစ်နေသဖြင့်သွေးထွက်တန်ရုံအနည်းဆုံးဖြစ်ဖြည့်ရှင်းဖို့မစ္စတာလူကမိန့်ပေးလိုက်ပါတယ်။ဗေရာလည်းအိမ်သို့ပြန်လာပြီးနောက်ရေမိုးချိုက အခန်းထဲတွင်ခေတ္တလှည့်နေရင်းအိပ်ပျော်သွားပါတယ်။ဖုန်းဝင်လာတာကြောင့်ဗေရာလန့်နှုတ်သွားပါတယ်။ဂျာနုစီမဖြစ်ပါမယ်။ ဘေရာကဖုန်းကိုအမြန်ကောက်ကင်လိုက်ပါတယ်။ဟေးဘေးဘေရာစိတ်ပြက်လက်ပြက်ပါ။ဂျာနူးမဟုတ်မင်းယူဂျီမော။ဘာဖြစ်ပြန်ပြီလဲ။ပြော။ဩဘေးရလဲ။မင်းယူအကောင်းပြောမလို့ပါ။ဘေးကြီးလှုပ်ရှုပ်နေတယ်ဆိုတော့မင်းယူအပူမကတ်တော့ပါဘူး။အခုမင်းယူပြောတဲ့စီနီယာမနဲ့လည်းအချိန်ဆက်ရပြီ။အဲဒါကြောင့်ဟိုကိုအေးရကို မယူပါတာပဲရှာဖွေစုံစမ်းပြီးတွားတွေ့တော့မယ်လို့ပြောတာဘေးမယူကြောင်းနောက်ဆိုစိတ်မရှုပ်ရတော့ဘူးပေါ့ဘေးတော်မှဖုန်းကန်လေးရဲ့အနေငယ်ဂိုင်းသွားပါလေဟိုအဲ့လိုလေမဟုတ်သေးဘူးလေမယူတဖက်မှဖုန်းချသွားပါလေထိုခါမှနေလေကင်းကကားပေါ်တွင် မေယူကျုံမုံကိုသူ့အော်ခဲ့တာကိုပြန်တွေးမိပါတယ်။ဘေရာကဂျာနုကိစ္စ၊ဆူမြတ်ကိစ္စတို့ဖြင့်စိတ်များရှုပ်ထွေးနေသဖြင့ ဩလိုက်မိခြင်းပါကောင်မလေးအပေါ်သူတိတ်လွန်သွားပြီလားသူ့ကိုကောင်မလေးကြောက်သွားပြီလားအော်ဘယ်ကြီးလှုပ်တည်ရှုပ်နေလဲဆိုဘယ်လိုလုပ်ပြီးရောက်လာပြန်တာလဲနောက်တနေ့မနက် Trader Hotel အဲ့ရီဆောင်တွင်ထိုင်ဆောင်နေတဲ့ဘီရာကိုမင်းယူကျေးမွန်ကမေးလိုက်ခြင်းဖြစ်ပါတယ်ငါမပါပဲမင်းရှောက်လုံနေရင်အနေများနိုင်တယ်အရာကမင်းကိုဆိုပေမဲ့သူကျင်လည်နေတဲ့ပတ်ဝန်းကျင်ရော ူယောဂါပါဇိုးတွေကွမင်းတို့နုနုနေနေကောက်မလေးကအဲ့ဒီအတိုင်းဝိုင်းနဲ့သွားမယ်ဆိုရင်ဘလောက်အန္တရာယ်များတယ်ဆိုတာမင်းသိတယ်မဟုတ်လားဘေးရလဲတွေ့တာနဲ့ဟောင်းမဲဆိုတာကြီးပဲငါမင်းကိုစိုးရင်လို့ပါကွာဘေးရစကားကြောင့်မေယူဂျေမွန်ကပြုံးစီစီလေးဖြစ်သွားပါတယ်ကဲဒါဆိုအခုကဘာကိစ္စလာတာလဲအေအာကြီးကိုသွားရှာကြမယ်လေဟာကောင်းတော့ဗော ဘေးမပါတော့ဆိုလို့လေဒီနေ့ပဲမမရီတာကိုအခုညတောင်းပြီးမေဦးကကိုရကို ရှာမဲလုပ်ထားတာမမရီတာဆိုတာအော်မေဦးပြောတဲ့ဘန်ကောက်မှာတော့ကကြောင်းတက်ရင်ခင်ခဲ့တဲ့စီနီယာမလေအော်ထိုးချင်းတွင်အမျိုးသမီးတူက သူတို့ထံတစ်တစ်မမတ်ရှောက်လာတာကိုတွေ့လိုက်ရပါတယ်လာမမရီတာ နာမည်ကျော်မှတ်တစိဝေစားမြဖြင့်နေကာမျက်မှန်အနှက်ကိုတက်လျက်ဝင်လာတဲ့ထိုးမျိုးသမီးကိုဘေးသာတအံ့တောကြည်လိုက်ပါတယ်။အာသူနဲ့မင်းနဲ့ဟာအော်ဘန်ကောက်မှာတော့အကြောင်းတူတက်ခဲ့တာပါဆို။ကဲဒီနေ့မနက်မမရီတာကို breakfast ကျွေးမလို့လုပ်ထားတာ။ဘယ်ဟိပါရှိနေတော့တော်ပဲ။တဆိုင်ဆိုင်သွားကြတာပေါ့။အမျိုးသမီးကတော့ဘေးသာကိုမသိပါဘူး။ဘေးသာကတော့ ထိုမျိုးသမီးကိုကောင်းကောင်းသိနေပါတယ်။ကာကလန်တွင်ဒုတိယပါဝါအကြီးဆုံးဖြစ်တဲ့ဘိုးချုပ်၏တရားမဝင်စနီးလေး။အရာရှိထောင်လိုင်းကြီးများနဲ့တောက်တဲ့အရာဝိုင်းများတွင်နာမည်ကြားဘူးနေရာမှာတန်ချောင်းကတစ်ခေါက်ပြထားဘူးသဖြင့်ခက်လန်းလန်းကမြင်ပူးနေတဲ့အမျိုးသမီးပါ။ထိုအရာရှိထောင်လိုင်းကြီးမှာ ထောင်လိုင်းကြီးပြည့်ကံဖြစ်တဲ့အတွင်းမှုတက်ပြီးရင်ပါဝါအကြီးဆုံးပါ။ထောင်လိုင်းကြီးဘိုးချုပ်၏ စီဝိုင်းများကိုအထက်ကကြိုးကင်ပေးနေသည်ကသူ၏တရားမဝင်ဇနီးရီဒါဒီเจ้าအာများကို မေးဥချေမုံတီးပါလေစားဒရိုက်တာဟိုတယ်ရှိ စားတောက်ဆိုင်တွင်ပင်သူတို့မနှက်စာစားကြပါတယ်ဒါကမေးဥပြောတဲ့ကိုဗီရာတဲ့မမရီတာဗီရာကဗီရာကိုလက်ကမ်းပေးလိုက်ပါတယ်ဗီရာကလက်ဆွဲနှုတ်ဆက်လိုက်ပါတယ်သူတို့နှစ်ယောက်လိမ့်စာကများလဲအပြန်လန်လဲလှဲလှဲလိုက်ကြပါတယ် ဗေရာကရီတာပေးတဲ့လိပ်စာကတ်ကိုမမတ်ရရဖြစ်စေရန်သူ၏ဂျာကင်အတွင်းအိတ်ထဲမှာညှက်ထည့်ထားလိုက်ပါတယ်။ဗေရာရှိနေပြီဖြစ်သဖြင့်လိုက်စရာမလိုတော့သောကြောင့်ရီတာသူတို့ကိုနှုတ်ဆက်ပြီးပြန်သွားပါတယ်။ဗေရာနဲ့မေယူဂျေမွန်တို့စုမြိုက်နိုင်အိမ်တို့ထွက်လာခဲ့ကြပါတယ်။ထိုနေရာတွင်အေယာအရှိနိုင်ဆုံးမှာသို့သောနိုင်အိမ်တွင်အေယာကြီးကိုမတွေ့ပါဘူး။ရန်ကုန်အမောင်လောကကြီးပြင်ကြီးပလင်ပြိုသွားပြီဖြစ်တာကြောင့်လူမိုက်လောကတွင်နေရာလူပွဲများအပြိုင်မှုများ ကလေးစားခြေဝင်းများရှုပ်ရက်လာနိုင်တော့မယ့်အခြေအနေပါ ထောက်လန်းကြီးများရဲများအားလဲစိုးမြတ်တည်ဆုံးပြီးတဲ့နောက်စိုးမြတ်ဤနောက်လိုက်များထဲမှာသူတို့လူချင်းသူများကိုဆွဲဆတော့မယ့်အခြေအနေပါ ထိုအခြေအနေရရကြောင့်စိုးမြတ်ဤတပည့်ရင်အချို့မှာနိုင်ပြီးတာနဲ့ခိတ္တကိုရောင်ဖြောင်းနေကြပါတယ်ဘေရာကနှိစက်ရများကိုအေယာကြီးတရင်ကိုမေးတော်လဲမြည်သူများ မဖြေကြပါဘူးစိုးမြတ်နဲ့ဘေရာပြည်ရခုံထဲတွင် ပြောဆိုခဲ့ကြသည်များကို သိနေကြတဲ့တပည့်များကယခုကိစ္စတွင်ဗေဒာဤလက်ချက်လဲမကင်းဥထင်နေကြပုံပဲဗေဒာဤနောက်ခံကိုလည်းသိနေတဲ့အတွက်ကြောင့်သူတို့ပါသူတို့ဆရာနောက်လိုက်ခိုင်းတော့မယ်အထင်နဲ့ဗေဒာအားခက်တန်းတန်းသာရှောင်နေကြပါတယ်အရာကြီးသွားတတ်တဲ့နေရာများကို လိုက်ရှာပါတယ်မတွေ့ပါဘူးအဲဒီတိုင်းဆိုရင်တော့မလွယ်မေယူ။သူကလည်းသူ့ကိစ္စနဲ့သူပတ်ရှောင်နေရတာဆိုတော့ဒိုဟာလိုက်ရှာလေ အဲသူ့ကိုတခုကြောင်လိုက်ရှာရတယ်ထင်ပြီးပတ်ပြေးလေဖြစ်နေမှာပဲအဲဒီတော့မင်းအချိန်ရရဲဆိုခဏလောက်စောင့်လိုက်ပါလားအချိန်နေရတည်ငြိမ်သွားလို့သူတို့ပြန်ထွက်လာရင်ငါစီတည်င်းရောက်လာမှာပါမင်းမေကိုတော့ကွင်းစင်းသူတေတနာခီးအတွက်နောက်ထပ်နှစ်လလောက်ကြာမယ်လို့ဖုန်းဆက်ပြီးလင်းရမှာပဲသူလည်းလာအောင်မှာအလုပ်တွေထပ်တိုးချင်နေတာဆိုတော့မင်းကိုတိတ်ခူးမဆိုင်အားပါဘူးဒီတော့ မင်းကိုတခုခုညီပါလားဟိုတယ်မှာကြာကြာနေရင်ဇေယျလဲပို့ကုန်နေမှာဆိုတော့ဟိုမေယူမမရီတာအိမ်မှာခဏလောက်ပြောင်းနေလိုက်မယ်လေဟို तू ကလဲအဲ့ဒီအိမ်မှာတယောက်တည်းနေတာဆိုတော့ခေါ်နေတာနဲ့အတော်ပဲဟိုမင်း तू နဲ့အတူနေလို့ဖြစ်ပါမလားမေယူဖြစ်ပါတယ် तू ကဘာဖြစ်လို့လဲပဲရဲ့ဩဟုတ်ပါပြီဟိုမင်းအစဉ်ပြေရင်ပြီးတာပါပဲဘေးရာကတစုံတစ်ခုပြောရင်ပြင်လိုက်ပါတယ်အဲဒါပေမဲ့ မင်းဦးကျိမုံပြောမှုတဲ့စကားများသူ့နားထဲတွင် ပြန်ကြားရောက်နေမိပါတယ်။သူ့ရဲ့မိဘနှပါမအဆောက်မွေးကလေးကဒုစရိုက်သမားများ မတရားတဲ့အတက်မွေးမှုဖြင့်ရှင်တန်နေကြသူများကြားကြီးပြင်းလာတာကြောင့်ကိုဘွားကိုဝမ်းနဲ့စိတ်ပြတ်လာတော့မင်းဦးကျိမုံယခုသူ့ဤတူဒီသောတငယ်ချင်းမှာမြေသူမိွာဖြစ်နေသည်ကိုဘေးရာမပြောပြရတော့မပြောပြဘူးလေဆုံးဖြတ်လိုက်ပါတယ်။တပတ်ကျော်နီးပါးကြာသွားခဲ့ပါပြီ။ သူဟာဖုန်းဆက်ပြီဆိုတော့ဂျာနူးမှလည်းဖုန်းမဆက်ပါဘူးမစ္စတာလူထံမှလည်းမိသည့်ညွန်ကြားချက်မှမလာပါတားငယ်ကိစ္စလောရှိဘက်မှလည်းဘာမှမပြောသေးပါဘူးဒီကြားထဲမေဟူဂျေမုံကဟိုတယ်မှာရီတာတို့အိမ်တို့အပြောင်းရွှေ့ကိုဘေးရာပဲကူညီပေးခဲ့ပါတယ်ဘေးရာပင်ရီတာနဲ့တဖြည်းဖြည်းရင်းနှီးနေပါပြီမစ္စတာလူတို့ဘက်မှတိတ်ဆိတ်နေတဲ့အနေအထားကိုဘေးရာမကြိုက်ပါဘူးအဲဒါကြောင့်ဂျာနူးရဲ့ဖုန်းနံပါတ်ကိုသာ အရင်ဆုံးရခေါ်လိုက်ပါတယ် ဂျာနူဖုန်းကိုင်။ကိုပြီလားပြောပါ။အော်ဖုန်းဆက်မယ်ဆိုပြီးဘာလို့ဖုန်းမဆက်လာလဲ။ဖုန်းချတော့ပါတယ်။ဘေးကစိတ်များ ပုံမူနောက်ကြည့်သွားပါတယ်။15မိနစ်ခန့်ကြာ ဖုန်းပြန်ပြူလာပါတယ်။တခြားဖုန်းစိမ့်တလုံး။ဂျာနူပါကိုဟိုဖုန်းကမစ္စတာလူတို့အမြင်ဆောင်ကြည့်နေတဲ့ဖုန်းမို့ဂျာနူအပြင်ဖုန်းကနေလာဆက်နေတာ။အော်ဘာရီဖြစ်နေလို့လဲဂျာနူ။အကူဂျာနူကိုလာတွေ့ပါလား။ ืมဘယ်မှာလာတွေ့ရမလဲအခုဂျာနုမစ္စတာလူးချာမှာမနေရတော့ဘူးကိုမိုင်အင်းကိုဂျာနုနေဖို့ပေးထားတယ်ဟိုအိမ်ဟလာမှာလားအိမ်မှာတော့အိမ်ကူဖာကြီးသားမိရှိတယ်သူတို့လည်းယုံရတာမဟုတ်ဘူးအကိုကိုမိုင်အင်းလမ်းထိပ်ကလာခဲ့ဂျာနုထွက်ဆောင်နေပဲကိုမိုင်အင်းဟာမစ္စတာလူးရဲ့ပိုင်ဆိုင်မှုများထဲမှာတစ်ခုဖြစ်ပြီးလူရင်းများမှလွဲပြီးတိမ်မတိကြပါဘူးဘေရာကချက်ချင်းပင် ကိုမိုင်အင်းရှိရာလမ်းထိပ်သို့ ကားမောင်းထွက်လာခဲ့ပါတယ်။ဂျာနူတီရှပ်ဖြူကာကီရောင်စကတ်တိုလေးဖြင့်နေုံမီးရောင်များအောက်မှဝင်းဖန်ဖန်နတ်သမီးလေး။ဂျာနူကကားပေါ်တက်ထိုင်လိုက်ပါတယ်။ဟိုဘယ်မှာမလဲဂျာနူ။မောင်းချင်တဲ့နေရာသာမောင်းတငယ်ချင်းတယောက်မွေးနေ့ပွဲသွားမယ်လို့အဖိုင်းသူကိုပြောခဲ့တယ်။ဟိုဘကိုးဘက်ကိုမောင်းရမလား။ဘေရာဟတ်ကတော့သူတို့နှစ်ယောက်တည်းပဲဘကိုးသွားရလမ်းတွင် ကိစ္စကိုရည်ရွယ်ပြောလိုက်ခြင်းဖြစ်ပါတယ် အခုတော့ဘေးရသဘောတကျပြုံးပြီးကားကိုမောင်းထွက်လာခဲ့လိုက်ပါတယ်အဲဒီကောင်မလေးကဘာတူလဲဆိုင်းမစင်ပုံမစင်ကြာနူးမိလိုက်တဲ့စကားကြောင့်ဘေးရလန့်သွားပါတယ်ဟိုဘေးရကောင်မလေးလဲအခုကားပေါ်အခုတလောပပသွားနေတဲ့ကောင်မလေးလေဟင်ဘယ်လိုလုပ်သိတာလဲဂျာနူးကခနစ်တက်တက်ပြုံးလိုက်ပါတယ်ဂျာနူးမှမဟုတ်ဘူး မစ္စတာလူပါတည်တယ်ဘလို့တည်လဲတော့မမင်းနဲ့မစ္စတာလူအကြောင်းအကိုလည်းတည်ပြီးသားပဲဟိုအာကိုနေဝင်းတဲ့တမိုးကိုလိုက်သွားတော့ဟာခင်မင်းခဲ့တဲ့သူပါလာရှိုးတော့ကလည်းသူ့အမိနဲ့ဘိုးကြီးအင်းမြင့်တို့အလုပ်ကိစ္စအောင်ကျွန်တော်ချိန်ပေးခဲ့ဦးတယ်အာဂျာနုတောက်မစ္စတာလူလည်းတည်ပါတယ်အခုဂျာနူတန်ဟုန်စင်ရှီလုံးတို့တတိပေးပြစီအသွာလာတွေတတိထားပါမစ္စတာလူမသိပဲဘာမှမလုပ်ပါနဲ့ အခုကဘာလို့လို့လဲဂျာနုရဲ့ဒါကအခုကိုကြီးကိုတာကိစ္စပဲဟာမစ္စတာလူပေါ်တစ်ဆာမဲ့တဲ့လုံမျိုးလဲလောက်တာမဟုတ်ဘူးမဟုတ်သေးဘူးလေအခုအခုအဲ့ကောင်မလေးနေနေတဲ့အိမ်ကဘသူ့အိမ်လဲအခုသိမှာပေါ့ရီတာပေရပစမလုတ်ခနဲ့ထွက်သွားပါတယ်အိမ်နောက်ဂျာနုရဲ့စကားသွားလာနဲ့ဆက်ဆက်တွေးမိလိုက်ပါတယ်ဒူရီတာကိုမင်းယူချင်းမုံကြီးမိတ်ဆွေတယောက်နေဖြစ်တွေ့ဆုံသွားလာနေမိခြင်းပါ အဲဒါပေမဲ့ရေဒါဆိုတဲ့ကထောက်လန်းရေးတွင်ဒုတိယအကြီးဆုံးပုံကိုဤမရငယ်ပါထိုအရာရှိတရားဝင်ရောတရားမဝင်စီးပွားရေးလုပ်ငန်းများကိုပါကြိုးကင်ထားပြီးထောက်လန်းရေးတပ်ဖွဲ့ဝင်များအပေါ်သူ့ဩဇာကတက်ရောက်ပါတယ်လာရှိုးကိစ္စပြီးတဲ့နောက်ပိုင်းလောမီသားစုနဲ့ကာကာလန်အကြားအကွဲပြည့်သည့်တဖြည်းဖြည်းကြီးမားလာနေသည်ကိုဗီရာလည်းသတိထားမိပါတယ်အဲအချို့ကိစ္စများတွင်ဗီရာကထောက်လန်းရေးများနဲ့ပုံကိုဤရင်းနှီးနေတာကြောင့်နှစ်ဖက်လုံးကြားတွင်ရက်ကာ ဝင်ဆက်ဆက်ပေးခဲ့ရသည်များလည်းရှိပါတယ်။အဲခုခါမေယူဂျေမွန်နဲ့ပတ်သက်ပြီးရေဒါနဲ့သူ့ဆက်ဆံရေးကိုမစ္စတာလုဘလို့သဘောထားမိလဲ။သူ့ကိုမစ္စတာလုတင်ကမကင်းဖြစ်နေသည်မှာတေချာလိမ့်ပြီ။အဲဒါကြောင့်သူ့ဟာအဆက်အသွယ်မလုပ်ဘဲတိတ်ဆိတ်နေကြခြင်းဖြစ်ပါမယ်။ဟောကျွန်တော်သဘောပေါက်ပါပြီကြလို့မစ္စတာလုကိုဒီကိစ္စကျွန်တော်ပုံဝင်လင်းလင်းပဲဖုန်းဆက်ပြီးအစီရင်ခံလိုက်ပါမယ်။ကျွန်တော်ဘက်ကပြောပြဖို့လို့တော့ ထင်မှားစရာဖြစ်လာနေတာပါပဲဂျာနုကပြုံးလိုက်ပါတယ်အခုလို့ပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါမောင်နေမှပေးတာကဂျာနု၏လက်ကိုခပ်ဖဖဆုပ်ကိုင်လိုက်ပါတယ်ဂျာနုကယုံလိုက်ပါတယ်ကောင်မလေးကငယ်လေးငယ်တွက်လေးတွက်စစ်စရာကောင်းမဲ့ပုံပဲနော်မစ္စတာလူသဘောကိုနားလည်ပြီးတဲ့နောက်ဗီတာဂျာနူ၏သဘောကိုပါထပ်နားလည်လိုက်ရပါပြီ 哦ကျွန်တော်ကြာနူကအများကြီးပိုလာပါတယ်ဘေရာကားကိုအမောင်းထဲတွင်ထိုးရလိုက်ပါတယ်ည၈နာရီခန့်ရှိပြီမို့လမ်းတစ်ဘေးလဲခွင်းများတဲ့မီးရောင်မှိတ်တုပ်လေးများမှအပတိတ်ဆိတ်လျက်ပါဘေရာ၏လက်တစ်ဖက်ကဂျာနူ၏ပေါင်ဖွေးဖွေးနွနွလေးများစီဂျာနူကဘေရာကို အလိုက်တဲ့တိုင်ဖက်လိုက်ပါတယ်အာအနောက်မှာလွတ်လွတ်လပ်လပ်သွားထိုင်ကြမလား ကားနောက်ခံစီတို့သူတို့နေရာဆဲလူလာဖုန်းတံပြီလာပါတယ်။ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားများဆိုရင်တော့မိုးတဲ့ရေတဲ့ကောင်းကမ်းမှဖုန်းလာတာပါ။မင်းသားကကောက်ကိုင်းဌာနချုပ်မှအရေးကြီးမစ်ရှင်ဆိုပြီးလှမ်းခေါ်ဘာမှမပါသေးခင်ထားပြရ။ဘေးဒါသည်ဂျိမ်းစ်ဘွန်းမဟုတ်ထို့ကြောင့်ဖုန်းကိုမကင်ပါဘူး။ကင်ရအောင်လဲသူ့လက်နှစ်ဖက်လုံးမအားပါဘူး။